င်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်စက်တင်ဘာလ26ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်တို့ပြည်လဲပါကတရုတ်အိန္ဒိယလမ်းဟာမြန်မာအတွက်အကျိုးရှိတယ်ဆိုတဲ့သတင်း။တရုတ်ဒရုန်းပညာရှင်တွေကရုရှားကုမ္ပဏီနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်တို့ပြည်လဲပါကတရုတ်အိန္ဒိယလက်ဟာမြန်မာအတွက်အကျိုးရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်တို့အကြားတစုံတရာပြည်လဲမှုရသွားပါကတရုတ်အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းဟာမြန်မာနိုင်ငံအတွက်အကျိုးရှိတယ်လို့ပိုးမြင့်သားလက်မြောက်ရေးအဖွဲ့ချုပ် PNL SCS မှာဥက္ကဋ္ဌပိုးမှုကြီးခွန်ဥက္ကာကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။ နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမေအောင်လိုင်ရဲ့တရုတ်ခီးစဉ်ပြီးနောက်ပြည်အောင်စုအစိုးရအဖွဲ့နဲ့တက်မတော်ဘက်ကတာဝန်ရှိသူတွေဟာတရုတ်နဲ့အိန္ဒိယအာဏာပိုင်တွေနဲ့တွေ့ဆုံမှုတွေခက်ဆိတ်ဆိတ်တွေ့လာရပါတယ်။အဲဒီလိုတွေ့ဆုံမှုတွေဟာအ धिक အားဖြင့်တရုတ်အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်ကြောင်းအဲဒီလမ်းကြောင်းအတွက်မြန်မာနိုင်ငံကကချင်ပြည်နယ်ဟာအ धिक ကြကြောင်းပေါ်မြတ်လက်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှာဥက္ကဋ္ဌပုံမူကြီးခွန်ဥက္ကာကစီရင်တဲ့တင်ဌာနကိုပြောပါရစေ ဟိုကချင်းနဲ့ပေါ့လေအဓိကတော့အိန္ဒိယနဲ့တရုတ်နဲ့အဆက်အသွယ်လိုက်အဲ့ဒါကိုကျွန်တော်တို့ရှစ်ကွန်မရှင်ဝတ်ထားလဲပဲပေါ်ပြီးတော့ဟိုပါဝင်ပတ်သက်ထားလို့ဆိုတော့ဒီပေါ်မှာကချင်းကလည်းပဲသူ့ပိုင်နဲ့နေနေသူလှုပ်ရှားနေနေဖြစ်တော့သူရဲ့ဩဇာလည်းပဲအဓိကပါမှာအဲတရားမျိုးရှိအောင်ဆိုတဲ့ဘုံမျိုးကျူပန်းနေလေတော့လည်းယူဆလို့ရတာပါဆရာမ။အခုလောဆယ်တော့ မှန်ပါဒီဒီကဖြစ်တဲ့အဲ့ဒီနယ်မြေမှာရှိတဲ့ KIO KIA နဲ့အစ်စ်ကော်မရှင်နဲ့နော်တုံးတရားအပြစ်ခံရတဲ့အဟိုအစာချုပ်တို့တို့ဒီမို့ဟိုအရင် KIO ကောင်းဆောင်တွေဥဆောင်လာတဲ့ NGO အစာချုပ်အပေါ်မှာပြင်ဆင်ဖြစ်ဆက်ပြီးတော့အပူပေါင်းဆောင်ရွက်တာတို့သုံးပြားပြည်လည်မှုရသွားရင်တော့ဒီစိတ်ကုန်မရှင်နဲ့ CIA ကိုသုံးပြားပြည်လည်မှုရသွားမယ်ဆိုရင်တော့ ဒီတရုတ်အိန္ဒိယစစ်ဘေးလမ်းကြောင်းကကျွန်တော်တိုင်းပြည်အတွက်အကျိုးရှိတယ်လို့ယူဆပါတယ်ဆက်မနိုင်ငံတော်ဝန်ကြီးချုပ်ဦးညွတ်စောနဲ့တရုတ်ဒုသမ္မတမစ္စတာဟန်ကျိတ်တို့2025ခုနှစ်စက်တင်ဘာ16ရက်ညနေပိုင်းမှာတရုတ်နိုင်ငံနန်နင်းမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ဒါအပြင်မြန်မာတပ်မတော်ရဲ့ကာဆာထတင်မူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့အိန္ဒိယတပ်မတော်ရဲ့ကောက်ွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးယူပန်ဒရာဒီဗီဒီတို့ဟာ အိန္ဒိယနိုင်ငံ New Delhi မြို့မှာ2025ခုနှစ်စက်တင်ဘာ10ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။စက်တင်ဘာ12ရက်ကလည်းမြန်မာတမရရဲ့ကာဆာထတင်မူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့အဖွဲ့ဝင်၅ဦးပါကိုယ်စားလှယ်အဖွဲ့ဟောင်းအိန္ဒိယရဲ့အရှေ့ပိုင်းစစ်ဌာနချုပ်ကို ရောက်ရှိခဲ့ပြီးအိန္ဒိယအရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့တက်မူဒုတိယဗိုလ်ချုပ်ကြီးအာစီတီဝရီအပါဝင်တခြားထိပ်သီးအရာရှိတွေနဲ့တွေ့ဆုံခဲ့တာပါကော်မရှင်ဥက္ကဋ္ဌရဲ့တရုတ်ခီးစဉ်အတွင်းလီဒိုလန်းပြန်လည်ပြုပြင်ရေး ်မြေဆုံစီမံကိန်းပြန်လည်စတင်နိုင်ရေးတရုတ်မြန်မာနေဆက်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရေးအိန္ဒိယမြန်မာမြေရှားတပ်ထုတူဖော်ရေးနဲ့လုံခြုံရေးကဏ္ဍနှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရေးတို့ကိုဆွေးနွေးခဲ့တာပါလီဒိုလန်ဟာတရုတ်နဲ့အိန္ဒိယကိုဆက်သွယ်တဲ့လမ်းကြောင်းဖြစ်ပြီးမြန်မာနိုင်ငံကကချင်ပြည်နယ်ဟာအဓိကဖြစ်တဲ့အတွက်အဲ့ဒီလမ်းကြောင်းအဆင်ပြေသွားပါက မြကျင်းနှမျိုးဟာအချက်အချာမျိုးတစ်ခုဖြစ်လာနိုင်တယ်လို့တိုင်းလိုင်းရှမ်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်ကစီရင်နာသတင်းဌာနကိုပြောပါရယ် ဲ့ဒါလည်းကျွန်တော်မြန်မာနိုင်ငံတူတက်ရေးအတွက်ကောင်းသောလက္ခဏာတို့ကျွန်တော်တို့ပြောလို့ရပါပြီ။ကျွန်တော်တို့နိုင်ငံခုကြီးတူတက်ဖို့ဆိုတော့လက်လက်ကန်အဖွဲ့အစည်းဒီနိုင်ငံဆက်ကြည့်နေလက်လက်ကန်အဖွဲ့အစည်းရှိနေကောင်းနေပါတော့။အဲ့ဒါတော့ကျွန်တော်ရဲ့အမြင်။ဒါပေမဲ့လက်ရှိအခြေအနေရတော့ဒီနိုင်ငံတော်အစိုးရကတော့ဒီပြင်ရင်လည်းတော့ဒါဒါကပြောမယ်ဆိုရင်လည်းဒီ social media ရဲ့ power share ရင်းနေအစား 可能比比年一前一百块地价高明啊！你买土皮都在一百国起，比原来所以呢，不帮了，不帮嘛嘞！再知道哎，你我决了，你今年不就就在一百块，九号嘛，便那个那么看不出来，比比个差劲哪里的？按讲我来说，你今年不就都在一百的，那个不就都在比比六万，一年六万那个，了嘛？都快要到比比那比都快成个五的个比比了。 တော်တော်ကြီးလိုလာတဲ့အခါကျတော့ဒါအခုကျွန်တော်ကိုခါလဲပြောဥပါတယ်ဒီဒီရှားတက်ကိစ္စတရားစာကိစ္စအဲ့ဒါနဲ့ငါတို့ဘယ်တော့ပြေးပါပြေးဒီအတိလုံးမဲ့အစားကျွန်တော်ညှိခိုင်းတဲ့ကိုကျွန်တော်တို့ဒီလိုလုပ်ပြီးမှဒီစုစုတူတဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာလေးကိုဒီမှာနေနေချပြဒီမှာရှင်းလင်းနေနိုင်ကြတယ်ပါလေတရုတ်ခီးစဉ်အတွင်မှာဗိုလ်ချုပ်မူကြီးမေးအောင်လိုက်ဟာတရုတ်သမ္မတရှီကျင်ဖင်တရုတ်တူသမ္မတဟန်ကျိ အိန္ဒိယဝန်ကြီးချုပ်မိုဒီရုရှားသမ္မတပူတင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်လာအိုသမ္မတတောင်လောက်စီဆိုလစ်ပါကစ္စတန်ဝန်ကြီးချုပ်မူဟာမက်ရှက်ပါရှာရီမလေးရှားဝန်ကြီးချုပ်အန်ဝါအင်ဒိုနီးရှားသမ္မတဘာရာဘိုဝိုအာဆီယံအတွင်းရေးမှူးကာဇစ်စတန်သမ္မတအပါအဝင်တခြားသောနိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာပါစိုက်ပျိုးရေးမှာ AI အသုံးပြုနိုင်ရေးကြိုးပမ်းရမယ်လို့ဗိုလ်ချုပ်မှုကြီးမေးအောင်လင်ကပြောကြားခဲ့တဲ့တဲ့င်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မိမိတို့နိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ဉာဏ်ရည်သူနီးပညာကိုစိုက်ပျိုးရေးကဏ္ဍမှာကြဲကြဲပြန့်ပြန့်အသုံးပြုနိုင်ရေးချိုးပန်းဆောင်ရွက်သွားရမယ်လို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်၂025ခုနှစ်စက်တင်ဘာ25ရက်ကရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့လူငယ်နှင့်အနာဂတ်မြန်မာသိပ္ပံနည်းနီးပညာခေါင်းစဉ်နဲ့သိပ္ပံပညာရေးဆိုင်ရာအလောင်းုံစိန်တွေပွဲကိုတက်ရောက်အမှာစကားပြောစဉ်သူကအထက်ပါတိုင်းပြောကြားခဲ့တာဖြစ်ပါတယ် ဗိုလ်ချုပ်မူကြီးမေးရောက်လိုက်ဟာမိမိတို့နိုင်ငံမှာလည်းပညာရေးကဏ္ဍ၊ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊တည်ယူပို့ဆောင်ရေးကဏ္ဍများမှာဉာဏ်ရင်သူနေပညာအသုံးပြုနိုင်ရေးကြိုးပမ်းသွားရမှာဖြစ်တဲ့ကြောင့်မိမိတို့နိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ဉာဏ်ရင်သူနေပညာကိုစိုက်ပျိုးရေးကဏ္ဍမှာကြေကြေပြန့်ပြန့်အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ပြောပါတယ်။ဉာဏ်ရင်သူနေပညာကိုအကျိုးရှိစွာအသုံးချရေးခိုင်မာသောဉာဏ်ရင်သူနေပညာကေယားစနစ်ကိုတည်ဆောက်နိုင်ရေးနဲ့အရေးသွေးပြေပါတယ်။လူသားအရင်းအမြစ်တွေမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်းညရင်သူနီးပညာဖွံ့ဖြိုးတိုးတက်မှုနဲ့အတုံးချမှုများမှာတစဉ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူမှုစီပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ထိရောက်စွာဆောင်ရွက်သွားရမယ်လို့သူကပြောပါတယ်နျူကလ িয়ার စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီးမိမိတို့မြန်မာနိုင်ငံမှာနျူကလ িয়ার နီးပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်းနျူကလ িয়ার နဲ့တရောင်ကြီးနီးပညာကိုစွမ်းအင်ကဏ္ဍအပြင်ကျန်းမာရေးစိုက်ပျိုးရေးမွေးမြူရေးစက်မှုနဲ့တဘာဝပါဝင်ခြင်းထိန်းသိမ်းရေးကဏ္ဍများမှာ အသုံးချနိုင်တဲ့အတွက်မိမိတို့နိုင်ငံရဲ့နျူကလ িয়ার အခြေခံအဆောက်အအုံတည်ထောင်နိုင်ရေးကျွမ်းကျင်သောလူဆန်းအားအရင်းမြစ်များလိုအပ်မှာဖြစ်ကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကို2025ခုနှစ်စက်တင်ဘာ24ရက်ကရောက်ရှိနေကြောင်းအဲ့ဒီခရီးစဉ်ဟာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့လေးချိန်မြောင်းဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပထမဆုံးအကြိမ်အနေနဲ့2022ခုနှစ်စက်တင်ဘာလကရုရှားနိုင်ငံမှာကျင်းပတယ်။ခုနှစ်ကြိမ်မြောက်အရှိဖျားစီးပွားရေးဖိုရမ်တို့တက်ရောက်ပြီး စက်တင်ဘာ9ရက်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဒုတိယအကြိမ်အနေနဲ့2025ခုနှစ်မတ်လ4ရက်ကရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အလားတူတတိယအကြိမ်အနေနဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ2025ခုနှစ်မေလကရုရှားနိုင်ငံမှာသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့စီးပွားရေးတို့ကိုကွဲပြားစွာမြင်သင့်တယ်လို့ ဗန်ရေးရကျွမ်းကျင်သူဦးထီအောင်ကြီးကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှင်းစားလိုက်ရအောင်ပါ။ မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့စီးပွားရေးကိုကွဲပြားစွာမြင်တဲ့ကြောင်းအုပ်ချုပ်ရေးအမြင်ဟာစီးပွားရေးအမြင်ကိုထိခိုက်လို့မရကြောင်းဗန်ရီးယားကျွမ်းကျင်သူဦးထွေးအောင်ကြီးကဆီယနိုင်တဲ့ဌာနကိုပြောပါရယ်။ဟာဝေးကုမ္ပဏီရဲ့စက်တင်ဘာ15ရက်မှ16ရက်အထိကျင်းပခဲ့တဲ့ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအဆင့်မြင့်အရာရှိတွေအစည်းအဝေးမှာဗန်လုပ်ငန်းကဏ္ဍမှာ AI နည်းပညာအသုံးပြုနိုင်ဖို့လိုအပ်တဲ့အခြေအနေတွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်တဲ့ကိုစလေအဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြပါရယ်။ AI နဲ့ပတ်သက်တဲ့ဗဟုသုတတွေလှုပ်ဆောင်ပုံတွေကိုအများပြည်သူရ င်ပါအောင်လုပ်ပေးရမှာဖြစ်ကစီးပွားရေးကဏ္ဍမှာအုပ်ချုပ်ရေးနဲ့ရောရှက်ကမရှိမြင်တဲ့ကြောင်းဗန်ရင်းရာကျွမ်းကျင်သူဦးထေအောင်ကြည်က CNN သတင်းဌာနကိုပြောပါတယ်ဒီကဘာတော့ ID awareness ပေါ့ awareness ဆိုတာက ID နဲ့ယဉ်ပါတဲ့အရင်ရှိမှရပါလိမ့်။ဘယ်လိုလုံလို့လုံလို့နားလေတဲ့လူတို့အသုံးပြုတဲ့ဒီ user တွေက အစနားလည်မှရပါလိမ့်မယ်။ IT နဲ့ပတ်သက်လို့ AI နဲ့ပတ်သက်လို့ဤပညာဗုဒ္ဓဗီဥ္စာကိုဥဆောင်တဲ့လူတွေရောပန်းလုပ်ငန်းကိုသုံးမဲ့လူတွေရောရှိုးတယ်။အကုန်လုံးက digital နဲ့သွားနေရအောင်။ digital နိုင်ငံလုံးချုပ်စီးပွားရေးစနစ်ဒေတာလုံးချုပ်စီးပွားရေးစနစ်ဓာရီနဲ့သူကသွားဖို့သွားပါဘူး။ IT နဲ့ပတ်သက်တဲ့ AI နဲ့ပတ်သက်တဲ့ပညာဗုဒ္ဓလုပ်ကုန်လုံးကြီးလုံထုံးလုံးကြီးအကူအားလုံးရင်ပါအောင်လုပ်လုပ်ပေးရမယ်။အများပြည်သူကရင်ပါအောင်လုပ်ပေးရမယ်။ ဒီကပါတော့ဒီအုတ်ချုပ်ရည်နဲ့စီးပွားရည်နဲ့ query ရနားလည်ဖို့လိုတာပေါ့ကျွန်တော်ပြောချင်တဲ့သဘောကတော့ဒီအုတ်ချုပ်ရည်နဲ့ဒီစီးပွားရည်နဲ့ကိုသွားပြီးတော့မထိခိုက်ရအောင် ဒီအစည်းအဝေးမှာမြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းမှာ AI နည်းပညာအသုံးပြုနိုင်ဖို့လိုအပ်တဲ့အခြေအနေတွေဘဏ်လုပ်ငန်းမှာအသုံးချတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဆုံးရှုံးနိုင်စေအန္တရာယ်လျော့နည်းစေရေးဆောင်ရွက်ရမယ်။ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြောင်းသိရပါဗျ။တရုတ်နိုင်ငံ Digital ငွေကြေးဆိုင်ရာအစည်းအဝေးမှာ AI နည်းပညာဟာအစိုးရကဏ္ဍငွေရေးကြေးကဏ္ဍဆက်သွယ်ရေးကဏ္ဍပို့ဆောင်ရေးကဏ္ဍစိုင်းရင်နဲ့လျှက်စီကဏ္ဍကျန်းမာရေးနဲ့ပြည်သူတွေကိုဝန်ဆောင်မှုပေးနေတဲ့ကဏ္ဍတွေမှာ AI အသုံးပြုမှုအခြေအနေတွေဆွေးနွေးခဲ့ကြောင်းလည်းသိ ရပါတယ်။ဘလို့အုပ်ချုပ်သူဖြစ်စေလွတ်လပ်တဲ့စီးပွားရေးကဏ္ဍတစ်ခုကိုဖန်တီးပေးဖို့လိုအပ်ကြောင်းစီးပွားရေးနဲ့ပတ်သက်ပြီးလွတ်လပ်စွာလှုပ်ရှားလုပ်ကိုင်နိုင်ပါကတိုင်းပြည်အတွက်အကောင်းမွန်တဲ့အခြေအနေမျိုးဖန်တီးပေးနိုင်ပြီဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဦးအောင်ပြေစုံကဆီယန်တဲ့သတင်းဌာနကိုပြောပါတယ်။ဒီအုပ်ချုပ်ရေးနဲ့စီးပွားရေးဆိုတာရင်းနှီးနိုင်ငံတစ်ခုအတွက်အရေးကြီးတဲ့ကဏ္ဍနှစ်ခုသလုံးဖြစ်ပါတယ်။ဒါပေမဲ့ဒီကဏ္ဍတစ်ခုနဲ့တစ်ခုနဲ့ကတစ်ခုပုံမှန်တစ်ခုကအရင်းနှီးဟိုအမိတဟဲပြုနေတာလည်းဖြစ်ပါတယ်။စီးပွားရေး ပြိုလဲသွားတဲ့နိုင်ငံမျိုးပေါ့နော်စီးပွားရေးမကောင်းတော့တဲ့နိုင်ငံမျိုးမှာအုပ်ချုပ်ရေးကဏ္ဍမှာသွားပြီးတော့ဖိကန့်ကူရရှိနိုင်တယ်လို့အုပ်ချုပ်ရေးကဏ္ဍကနေပြီးတော့စီးပွားရေးကဏ္ဍကိုအတင်းအကျပ်ပြင်ရပေးရမျိုးတွေလွှမ်းမိုးရမျိုးတွေလှုပ်လာခြင်းတွေလှုပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်စီးပွားရေးကဏ္ဍကကျွန်တော်တို့ဟိုဖွံ့ဖြိုးတင်ကြမှုဖွံ့ဖြိုးတိုးတက်တင်ကြမှုတိုးတက်တဲ့အခြေအနေမျိုးတွေကျွန်တော်တို့အကျုံတွေ့ရနိုင်ပါတယ်လွတ်လွတ်လပ်လပ်တဲ့ဒီစီးပွားရေးကဏ္ဍတစ်ခုကိုကျွန်တော်တို့ဘယ်အုပ်ချုပ်သူပဲဖြစ်ဖြစ် ခံယူဖို့လိုရပါတော့။ဘာကြောင့်လဲဆိုတော့စီဝါရေးဆိုတာမျိုးကကမ္ဘာနဲ့ရေမောင်ကမ်းပြီးဆိုင်နေရတာဖြစ်ပါတယ်။စီဝါရေးလုပ်ငန်းတွေအားလုံးအကောင်အထည်လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ရင်တောင်ပြည်တော်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးကိုဖန်တီးပေးနိုင်မယ်ဖြစ်ပါတယ်။မြန်မာနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးအတွက်ဗိုလ်ချုပ်မှုကြီးမြင့်အောင်လိုင်မှာတရုတ်ရုရှားဘယ်လာရုအိန္ဒိယထိုင်းစတဲ့နိုင်ငံတွေနဲ့လက်တွဲဖို့ကြိုးပမ်းနေသလိုပြည်တွင်းမှာယင်းနှိမ့်မြုပ်နယ်မှုတွေလာရောက်ဖို့လည်းဖိတ်ခေါ်လျက်ရှိပါတယ် စီအနာတင်းထောင်နိုင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ဒရုန်းပညာရှင်တွေကရုရှားကုမ္ပဏီနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ တရုတ်ရဲ့ဒရုန်းပညာရှင်တွေဟာရုရှားနိုင်ငံပိုင်းလက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ပူးပေါင်းပြီးစစ်ဘက်သုံးဒရုန်းတွေထုတ်လုပ်ရေးအတွက်ရုရှားနိုင်ငံထံသွားရောက်ခဲ့ကြောင်းဥရောပလုံခြုံရေးအရာရှိနှုန်းနဲ့အချက်အလက်တွေကိုကိုးကားပြီးရိုက်တာကပေါ်ပြခဲ့ပါတယ်။တရုတ်ပညာရှင်တွေဟာပြီးခဲ့တဲ့နှစ်ဒုတိယသုံးလပတ်ကာလကနေစပြီးရုရှားရဲ့လက်နက်ထုတ်လုပ်တဲ့ IMZ ကုဘိုကုမ္ပဏီထံ6ချိန်ကျော်သွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ဒီကာလအတွင်း IMZ ကုဘိုကုမ္ပဏီဟာတရုတ်နိုင်ငံလုံးတိုက်ခိုက်ရေးဒရုန်းတွေနဲ့ ကင်းတောက်ဒရုန်းတွေကိုရုရှားရဲ့ဂျာကန်ကုမ္ပဏီတစ်ခုကနေတဆင်လက်ခံရရှိခဲ့တယ်လို့ဥရောပအရာရှိနှုတ်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက IMZ ကုဘိုကုမ္ပဏီဟာတရုတ်နိုင်ငံမှာဒေသခံကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ဂါဘီယာ3အမည်ရှိဒရုန်းအစ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။လက်ရှိမှာ Rider သတင်းအေဂျင်စီဟာရုရှားနိုင်ငံအတွင်းစစ်ဘက်သုံးဒရုန်းတွေထုတ်လုပ်ရေးအတွက်စမ်းသပ်မှုတွေနဲ့နည်းပညာကဏ္ဍတွေထဲ တရုတ်ကျွမ်းကျင်သူတွေပါဝင်ခဲ့တဲ့တရင်ကိုပထမဆုံးအကြိမ်ဖြစ်အသေးစိတ်အချက်အလက်တွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။အမီယိုဖော်လိုတဲ့ဥရောပအရာရှိတွေကလည်းဒရုန်းတွေထုတ်လို့ရတဲ့အတွက်ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှားရဲ့ IMZ ကုဘောကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီကြားဆက်ဆံရေးမြင့်တက်နေမှုကိုပြသရာရောက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနကတော့ဒီပူပေါင်းဆောင်ရွက်မှုကိုသတိပြုမိခြင်းမရှိဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဟာယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီးခိုင်မာပြီးမျှတတဲ့သဘောထားကိုအမြဲတမ်းထိန်းသိမ်းခဲ့ပါတယ်။ဒရုန်းတင်ပို့မှုတွေအပါအဝင်စစ်ဘက်သုံးပစ္စည်းတွေတင်ပို့မှုကိုတင်းကျပ်ထားပြီးပဋိပက္ခမှာအသက်သေစေနိုင်တဲ့လက်နက်တွေကိုဘယ်တော့မှမထောက်ပံ့ခဲ့ပါဘူးလို့ထုတ်ပြန်ကြမှာပေါ်ပြခဲ့ပါတယ်။ကရင်မလင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ ိုင်းရမ်ဇက်ကိုဘိုကုမ္ပဏီတို့ကတော့ရိုက်တာသတင်းဌာနရဲ့မက်ချက်တောင်းခံမှုကိုတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အနေနဲ့နှစ်နိုင်ငံနယ်စပ်ဒေသမှာစစ်အင်အားတွေကိုရှော့ချဖို့ထိုင်းနိုင်ငံသားဝန်ကြီးကပြောကြားခဲ့တဲ့သတင်းကိုလည်းကြည့်ရှုလိုက်ရအောင်ပါ။ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အနေနဲ့နှစ်နိုင်ငံတစ်ဆက်ဒေတာမှာစစ်ရင်အားတွေကိုလျှော့ချဖို့နဲ့တင်းမာမှုတွေကိုလျှော့ချစေဖို့အတွက်အတူတူပူးပေါင်းဆောင်ရွက်တင်ကြောင်းထိုင်းနိုင်ငံရာယီဝင်ကြီးတီယာဆက်ဖူဝန်ကက်ကောကစက်တင်ဘာ25ရက်မှာပြောကြားခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။စက်တင်ဘာ24ရက်ကဝင်ကြီးချုပ်အနုတင်တဲ့အတူကျန်းသစ်စာချိန်ဆခဲ့တဲ့တီယာဆက်ဟာဇူလိုင်လအတွင်းက ထိုင်းနဲ့ကမ္ဘောဒီးယားကြား၅ရက်ကြာပြစ်ခတ်မှုတွေကိုအဆုံးသတ်စေခဲ့တယ်။အပြစ်ခတ်ရစဲရေးတဘောတူညီချက်ကိုစောင့်ထိုင်းဖို့လိုအပ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရရှိအောင်လှုပ်ဆောင်ရေးဟာသူ့ရဲ့ဦးစားပေးကိစ္စဖြစ်တယ်လို့လည်းသိရဆက်ကနိုင်ငံခြားရေးဝန်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်နေစက်တင်ဘာ25ရက်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံလုံးအနေနဲ့နယ်စပ်ဒေတာမှာစိတ်အားတွေလျှော့ချရေးမြေမြုပ်မိုင်းတွေရှင်းလင်းရေးတရားမဝင်လှုပ်ရှားမှုတွေကိုတိုက်ဖြတ်ရေးတို့အပါအဝင် အခုလအစောပိုင်းကဆွေးနွေးညှိနှိုင်းမှုများအတွင်သဘောတူညီခဲ့တဲ့ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေကိုအကောင့်တွေဖော်ဖို့လိုအပ်တယ်လို့လည်းသူကပြောပါတယ်အကြမ်းဖက်မှုအန္တရာယ်ကိုလျှော့ချဖို့အတွက်နယ်စပ်ဒေတာကလက်နက်ကြီးတွေကိုပြန်လည်ရုပ်သိမ်းမှုအပါအဝင်ငြိမ်းချမ်းရေးအတွက်စိတ်အားကိုလျှော့ချဖို့လိုအပ်ပါတယ်လို့တရားဆက်ကပြောပါတယ် ိမိတို့အနေနဲ့အဲ့ဒီအချက်တွေကိုမူအရသဘောတူခဲ့ပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ရန်လိုအပ်တယ်လို့လည်းသူကဆိုပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဟာကီလိုမီတာ810ကီလိုမီတာရှိတဲ့နယ်စပ်ဒေသချင်းထိစပ်နေပြီးအဲ့ဒီနယ်စပ်စည်းကိုပြင်သစ်ကကမ္ဘောဒီးယားကို ကိုလိုနီပြုခဲ့တဲ့1909ခုနှစ်ကာလတွေကရေးဆွဲခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားဇူလန်လအတွင်းကနေဆက်ပဏိပခါဟာပောက်ကွဲထွက်လာခဲ့ပြီးနှစ်နိုင်ငံကြားလက်နက်ကြီးတွေတိုက်လေယာဉ်တွေနဲ့ပစ်ကတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကနှစ်ဖက်စလုံးမှာတိုက်ဆုံးသူ48ဦးရှိခဲ့ပြီးလူပေါင်းထောင်ကြီးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဇူလန်28ရက်မှာတော့မလေးရှားနိုင်ငံကဂျားဝင်စစ်ဆေးမှုနဲ့နှစ်နိုင်ငံကြားအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိခဲ့ပြီးမယ်။နေဆက်ဒေတာမှာတိမ်းမာမှုတွေဆက်ရှိနေစေဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာယူရေနီယံတန့်စင်တဲ့စက်ရုံလေးခုရှိတယ်လို့ကန်ကိုရီးယားထိပ်သီးအရာရှိတဦးကပြောကြားခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။မြောက်ကိုရီးယားမှာယူရေနီယံတန့်စင်တဲ့စက်ရုံလေးရုံရှိပြီးဒီစက်ရုံတွေကလေပတ်နေကြောင်းတောင်ကိုရီးယားထိပ်သီးအရာရှိတဦးကစက်တင်ဘာ25ရက်မှာပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကလည်းနျူကလ িয়ার လက်နက်စီမံကိန်းကိုလင်းမြန်စွာတိုးချဲ့ဖို့တိုက်တွန်းခဲ့ပါတယ်။အဲဒီနောက် အမေရိကန်တမန်တော်နယ်ထွန်းရဲ့ဆွေးနွေးပွဲကလန်းမှုတွေကိုတုံ့ပြန်ရမှာနျူကလ িয়ার လက်နက်တွေကိုအပေးယူလုပ်သွားမှာမဟုတ်ကြောင်းကင်ကပြောကြားခဲ့ပါတယ်။ပျုံယမ်းမြို့တော်မြောက်ဘက်ကီလိုမီတာ100မိုင်60အကွာရှိရုံမြောင်နျူကလ িয়ার သုတေသနစင်တာမှာစက်ရုံတရုံရှိပြီးကျန်းနေရာတွေမှာစက်ရုံ၃ရုံရှိပါတယ်။ ဒီစက်ရုံတွေမှာယူရီနီယာတပ်စင်နဲ့ဆက်တွေရှိကြောင်းတောင်ကိုရီးယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးချန်းတောင်ရန်ကပြောကြားခဲ့ပါတယ်။ရွှေမြောင်စက်ရုံတရုံမှလွဲပြီးကြံစက်ရုံသုံးရုံရဲ့ဒီနေရာကိုတော့ချန်းကပြောကြားခဲ့တာမရှိပါဘူး။ဒါ့ပြင်မြောက်ကိုရီးယားမှာအစင်းမြင့်တပ်စင်ထားတဲ့ယူရီနီယာ2000ကီလိုဂရမ်ပေါင်4400ကန်ပိုင်ဆိုင်ထားကြောင်းလည်းချန်းကပြောကြားခဲ့ပါတယ်။2018ခုနှစ်မှာစတန်ဖို့ဒ်တက္ကသိုလ်ရဲ့ပညာရှင်တွေကမြောက်ကိုရီးယားမှာအစင်းမြင့်တပ်စင်ပြီးယူရီနီယာ250ကီလိုဂရမ်မှ900ကီလိုဂရမ်အထိရှိကြောင်းခန့်မှန်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့အခုထွက်ပေါ်လာတဲ့သတင်းအရမြောက်ကိုရီးယားမှာအစင်းမြင့်တန့်စင်ပြီးယူရေးနီယံကီလိုဂရမ်2000ရှိတဲ့ခံမှန်းချက်ဟာအတည်ပြုနိုင်ခဲ့မယ်ဆိုပါကနျူကလ িয়ার လက်နက်တွေအများပြားထုတ်လုပ်ဖို့အတွက်လုံလောက်မှုရှိကြောင်းချမ်းကပြောကြားခဲ့ပါတယ်။နိုင်ငံတကာအနုပြုစွမ်းအင်အေဂျင်စီ IAEA ရဲ့ထုတ်ပြန်ချက်မှာနျူကလ িয়ার လက်နက်တစ်ခုထုတ်လုပ်ဖို့အတွက်အလွန်အစင်းမြင့်တန့်စင်ထားတဲ့ယူရေနီယံ42ကီလိုဂရမ်လိုအပ်တာကြောင့်ယူရေနီယံ2000ကီလိုဂရမ်ဟာနျူကလ িয়ার ဘုံး48လုံးအထိထုတ်လုပ်ဖို့လုံလောက်မှုရှိကြောင်းဖော်ပြခဲ့ပါတယ်။ နျူကလ িয়ার လက်နက်တွေကိုအလွန်အစင်းမြင့်တက်ဆင်ထားတဲ့ယူရေနီယံဒါမှမဟုတ်ပလူတိုနီယံတွေနဲ့ထုတ်လုပ်နိုင်ပြီးမြောက်ကိုရီးယား2006ခုနှစ်ကပထမဆုံးချိန်နျူကလ িয়ার လက်နက်စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။အာဆင်နယ်လူငယ်ကစားသမားဟောင်းဘီလီဗီကာဟောင်းအုံနောက်တန်ရာကြောင့်တည်ဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ အာဆင်နယ်လူငယ်ကစားသမားအောင်ဘီလီဗီကဝဲကျဲအတွင်းမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့်အုံနောက်တရာပြင်းထန်စွာခံစားရပြီးတေဆုံးသွားခဲ့တယ်လို့ ချီချက်စတာစီတီအသင်းကအတည်ပြုခဲ့ပါတယ်အသက်22နှစ်အရွယ်ရှိပြီးကအင်္ဂလိပ်ဘောလုံးရဲ့တတမတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့စနေနေ့ကဝင်းဂိတ်အသင်းရဲ့ပွဲစဉ်မှာဘောလုံးကိုကွင်းပြင်မထွက်အောင်ထိမ့်ဖို့ကြိုးစားရင်ကွန်ကရစ်နယ်ရံနဲ့တိုက်မိခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီကသတင်းလေးမေ့မျောသွားခဲ့တာကြောင့်စေယုံပို့ဆောင်ခဲ့ရပြီးပြန်ကောင်းလာဖို့အတွက်အင်္ဂါနေ့မှာခွဲစိတ်မှုခံယူခဲ့ပေမယ့်ကြာလာပြီးမနေ့မှာတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ချီချက်စတာစီတီအသင်းက ဘီလီဗီကတည်ဆုံသွားကြောင်းအတည်ပြုရတဲ့အတွက်အလွန်ဝမ်းနည်းမိကြောင်းနဲ့သူကအသင်းရဲ့နှလုံးသားထဲမှာထာဝရရှိနေမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါ။ချီဂျက်စတာအသင်းဟာဘီလီဗီကတည်ဆုံမှုကြောင်းစနေနေ့မှာကစားမယ်လူဝင်တင်တဲ့ပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့ပါတယ်။ဗီကအာဆင်နယ်အသင်းအကယ်ဒမီကို2018ခုနှစ်မှာရောက်ရှိခဲ့ပြီး2022ခုနှစ်မှာ professional စာချုပ်ချုပ်ဆိုခဲ့ကဆွဲဆောင်ရတဲ့တိုက်စစ်မှုအဖြစ်ဖော်ပြခြင်းခံခဲ့ရတာပါ။အာဆင်နယ်အသင်းကလည်းဗီကကွယ်လွန်သွားပြီဆိုတဲ့တုံ့လောက်၆ချောင်းပွဲတင်ကြောင်း အသေးမှရှိတဲ့လူတိုင်းကြေကွဲနေပြီ။ငြင်းညက်စွာအနာယူပါဗီဂါဆိုပြီးရေးသားထားတဲ့ကြေညာချက် ထုတ်ပြန်ခဲ့ပါရယ်။ဗီဂါအာဆင်နယ်အသင်းကြီးအတွက်တပွဲမှာပါဝင်ကစားရခြင်းမရှိခဲ့ပဲ2024ခုနှစ်ຫນွေရာသီမှာအသင်းကနေထွက်ခွာခဲ့တာပါ။ဒီကဒါဘီယူ21အသင်းအပြင်ဟက်စတင်အသင်းတွေမှာလည်းအားသွားရောက်ကစားခဲ့ပါတယ်။ဒီအသင်းတွေကလည်းကစားမအောင်ဘီကတေဆုံးမှုပေါ်ဝန်နေကြောင်းသူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာကြေညာချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်စက်တင်ဘာလ26ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်တဲ့နေ့တနေ့ကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။